ကြည့်တဲ့ချမ်းသာတဲ့ခရိုနီတထေးကြီးရဲ့ဇနီးလေးဖြစ်တာကြောင့်နာမည်ကြီးအနုပညာရှင်တွေထက်သာအောင်ကရင်ပြည်အလဲမှာလှိနဲ့မင်္ဂလာဝဲထွက်လာတဲ့မုံ ယုတ်တရက်ချက်ချင်းဆိုသလိုပရိသတ်တွေကို surprise တိုက်ခါမင်္ဂလာဆောင်လိုက်တန်ကတော့တရုတ်ဆောင်မင်းသမီးလေးမုံပါရှင်အခုဆိုရင်တော့မုံကချစ်တဲ့သူနဲ့အတူထူးထူးခြားခြားကရင်ပြည်အလံမလှိနေတူမင်္ဂလာဆောင်လိုက်တာဖြစ်ပါတယ်ဒါကြောင့်လေလူတွေကတော့တရုတ်ဆောင်မုံ idea ကိုတော်တော်လေးကိုသဘောကျနေကြတာပါအထူးသဖြင့်တရုတ်ဆောင်မုံဟာတခြားသောအမှုပညာရှင်တွေလိုဂုံပကသနဆန်နဲ့မင်္ဂလာဝဲမလုပ်ဘဲအစင်နှန်းရှိရှိနဲ့ချစ်စရာမင်္ဂလာဝဲလေးကိုကျင်းပခဲ့တာဖြစ်ပါတယ်အထူးသဖြင့်ပို့ပြီးတော့လေးစားစရာကောင်းတာကတရုတ်ဆောင်မင်းသမီးလေးမုံကကြည်ကြည်တဲ့ချမ်းသာကြောဝါတဲ့ဒိဋ္ဌိကျက်တဲ့ ကြီးကိုလက်ထပ်ထားတာတောင်ကျောင်းဝါကဂုံပကသနာတွေနဲ့မင်္ဂလာဝဲမလုပ်ဖဲနဲ့ရိုရှင်တီညင်အေးစစ်စွာနဲ့ပဲမင်္ဂလာဝဲကိုလုပ်ခဲ့လို့လူပြောများနေတာဖြစ်ပါတယ်။တရုတ်စာမင်းသမီးလေးမုံကအစောပိုင်းမှာတော့ MRTV4 ရုပ်သံဇလန်တွဲတွေကနေနာမည်ကြီးလာတဲ့မင်းသမီးချော်လေးတစ်လက်ဖြစ်ပါတယ်။တရုတ်စာမင်းသမီးလေးမုံဟာတီညင်အေးစစ်စွာနဲ့တက်ပြီးချစ်စရာကောင်းတာကြောင့်လဲပရိသတ်တွေတော်တော်များများကသဘောကျနေကြတာဖြစ်ပါတယ်။အခုခါမှာတော့တရုတ်စာမုံကတော့ကြည်ကြည်တဲ့ချမ်းသာတဲ့တရေကြီးကိုလေးလေးအောင်နဲ့အတူလက်ထပ်လိုက်တာဖြစ်ပါတယ်ရှင်။တချို့သောသတင်းတွေအရမုံလက်ထပ်လိုက်တဲ့ခင်မ ွန်တွေက MRTV4 ရုပ်သံလိုက်ကုမ္ပဏီရဲ့ရှယ်ယာအများစုကိုပိုင်ဆိုင်ထားတဲ့ဒေဒေကျက်တတိကြီးတူဖြစ်တယ်လို့သိရတာပါသူတို့နှစ်ယောက်ကအချိန်နဲ့အကြာကြီးစစ်သူတွေဖြစ်ပြီးမှတော့လက်ထပ်လိုက်ကြတာဖြစ်ပါတယ်လက်ထက်တဲ့မင်္ဂလာဝဲကိုမြန်မာနိုင်ငံမှာဘယ်အမှုပညာရှင်မှမမလုပ်နိုင်တဲ့ပုံစံမျိုးနဲ့မင်္ဂလာဝဲဆင်နွှဲနိုင်ခဲ့ကြပါတယ်တေဥစာမုံလက်ထပ်လိုက်တဲ့စစ်သူကချမ်းသာကြွားတဲ့တတိကြီးမို့လို့လဲမင်္ဂလာဝဲကိုစိတ်ကြိုက်ခမ်းနားစွာပြုလုပ်နိုင်ပါတယ်အားလုံးသိကြတဲ့အတိုင်းပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုရင်တော့စူပြည့်သစင်းနဲ့ဟင်းဝန်ရံတို့ရဲ့အကြီးကျယ်ခမ်းနားတဲ့မင်္ဂလာဝဲကိုဆောင်ခဲ့ကြ ြတာဖြစ်ပါတယ်။ဒါပေမဲ့တရုတ်ဆောင်မုံကတော့အဲ့ဒီလိုမလုပ်ခဲ့ပါဘူးရှင်။ခင်မွန်းတဲ့ကိုနေလင်းအောင်နဲ့မတ်စုနန်တောင်လို့ခေါ်တဲ့တရုတ်ဆောင်မုံတို့ကမင်္ဂလာလေးလေးစီးကရေကန်အလဲမှာမင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပါတယ်။အမှုပညာအတန်ဝိုင်းထဲမှာဒီလိုအိုင်ဒီယာကောင်းကောင်းနဲ့မင်္ဂလာဆောင်လာကတရုတ်ဆောင်မုံကပထမဆုံးလို့ဆိုရမှာပါနော်။ဒီလိုအိုင်ဒီယာကောင်းကောင်းမျိုးကိုပြည်တူးနဲ့ဦးဝဲရောထိတ်တန့်တထေးကြီးနဲ့မင်္ဂလာဆောင်ထားတဲ့ဦးမုံရွှေရောအခုလက်တလောပုံနည်းနည်းမင်္ဂလာဆောင်ထားတဲ့စုပြည့်တဲ့ဇင်းနဲ့ဟိဝင်ရန်တောင်မရပါဘူး။တရုတ်ဆောင်မုံနဲ့ချစ်သူကိုနေလင်းအောင်တို့ကပန်းနေအပြည့် ည့်အလှဆင်ထားတဲ့မင်္ဂလာလှေကြီးကိုဂျာပန်နေများစွာနဲ့လှပနေတဲ့ရေကန်အလမရက်ခါမင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။မင်္ဂလာပွဲကိုလည်းမီဒီယာတွေတရုံရုံစပွန်ဆာတွေနဲ့ငွေရှာတာမျိုးမဟုတ်ပဲတကယ်ကိုခင်မင်ရင်းနှီးတဲ့သူတွေလောက်သာဖိတ်ပြီးတော့ private sand နဲ့မင်္ဂလာပွဲလေးကိုကျင်းပပြုလုပ်ခဲ့ပါတယ်။မင်္ဂလာလက်မှတ်ထိုးတဲ့အချိန်မှာတော့အတိတ်တည်တည်အဖြစ်အမှုပညာလောကထဲမှာထိတ်တဲအောင်မြင်ဆုံးတရုပ်ဆောင်တွေဖြစ်သလိုအချိန်ဝါကြီးမားတဲ့မြန်မာချောင်းရောင်နဲ့မင်းသမီးမိသားစုတို့ကအတိတ်တည်တည်အဖြစ်ဆောင်ရွက်ပေးကြတာဖြစ်ပါတယ်။ဒီမင်္ဂလာပွဲလေးဟာအဆင့် ကြမ်းမြင့်မြင့်နဲ့အိုင်ဒီယာကောင်းတယ်လို့လည်းချီးကျူးခံနေရသလိုတရုတ်ဆောင်မုန်းကတော့မင်္ဂလာပွဲနေ့မှာစစ်တီရှိစွာနဲ့လှပနေတယ်လို့လည်းလူပြောများနေတာဖြစ်ပါတယ်။အထူးသဖြင့်တရုတ်ဆောင်မုန်းလက်ထက်လိုက်တာကချမ်းသာကြွားတဲ့စီးပွားရေးလုပ်ငန်းရှင်တထေကြည်တူဖြစ်တာကြောင့်လည်းတရုတ်ဆောင်မုန်းကတိမ်ပေါင်း၄၀၀နန်စိန်နဲ့ဂေါမုံများပြည့်ကြီးကိုအစင်းနဲ့ရှိရှိနဲ့ဆွဲပြနိုင်ခဲ့သလိုစိန်တစင်စာလည်းဆင်မြန်းနိုင်ခဲ့ပါတယ်။ဒီလိုမျိုးချမ်းသာကြွားတဲ့ဘဝကိုပိုင်ဆိုင်ထားတာမလို့လေပြည်သူတွေကတော့တရုတ်ဆောင်မုန်းကိုသဘောကျနေကြပါတယ်။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တို့ရောဒိတ်ဒိတ်ကျက်သတိကြီးနဲ့လက်ထက်ခါရေခဲအလဲမှာရိုမက်တစ်ဆန်ဆန်မင်္ဂလာဆောင်ခဲ့ကြတဲ့တယောက်ဆောင်မုံကိုဘယ်လိုမြင်လဲဆိုတာပြောသွားပေးခဲ့ကြပါအောင်နော်။